ိတ်မှာအတင်းတော်တော်များများတော့ဒီလိုမျိုးကျွန်တော်တို့ဂိုးလိန်မှာတော့ fighter တွေကိုပြန်လှည့်ပြီးတော့အုံပြူလာတာကိုတော့တော်တော်များများတွေးကြရတယ်ဆိုတော့ဒီအချိန်မှာတော့တော့အိတ်ထဲဝင်ဖို့အတွက်အမှတ်လိုနေတဲ့အတင်းအတင်းဘယ်အတင်းရပဲကျွန်တော် leading point ကိုစတင်ပြီးတော့ယူပါမလဲဆိုတော့ down ထဲမှာပဲအားလုံးနဲ့တူကြည့်ရတော့မှာပဲဖြစ်ပါတယ်နောက်ပိုင်းတော့ paladins ကနိုင်ပွဲလေးရခဲ့တဲ့အပန်းလေးတွေရှိတယ်ဗျာဒါဟာသူတို့နည်းနည်းပြီးခဲ့တဲ့ရာသီအရလိုပဲနိုင်ပွဲအနေနဲ့မများမဆိုတော့ဘူးเนาะဒါ play stage နဲ့ player stage ကိုသွားနိုင်မှုအတွက်ခြေလှမ်းတစ်ခုအနေနဲ့ တို့ဒီနောက်ပိုင်းပွဲလေးတွေမှာအနိုင်ရလာတခုတော့ရောက်လာခဲ့အပိုင်းလေးတော့ရှိတယ်ပြောင်း Ryan War တော်တော်လေးပြန်ပြီးတော့ try မဲ့အထဲမှာတော့ပါတယ်ဟဲ့တစ်ခွက်တည်းမှာလည်းတို့အနေနဲ့ဒါဒီပွဲမှာအသာရလိမ့်မယ်ဆိုရင်တော့အများကြီးကျွန်တော်တို့ခုနမစ္စတာဂီမန်ရှင်းလောက်ခဲ့သလိုပဲပြန်ပြီးတော့လွတ်လွတ်ရတဲ့အပိုင်းလေးတွေတော့ရှိတယ်ပြောင်းကျွန်တော်က match up ရသွားပြီးတော့ကြည့်မယ်ဆိုလို့ချင်တယ် Crocker Farsa ဒီ Alley Game Chat မှာအများကြီးပြန်ပြီးတော့လှူရှာလို့ရတယ်ဆိုတဲ့အပိုင်းလေးတွေရှိတယ်ဒါပေမဲ့ Channel Image မှာ EVR Reward နဲ့ပြန်ထောက်တယ်ဆိုတဲ့အချက်ကြောင့်တော့ကျွန်တော်တို့အရန်တော့ဒီ Khalia Banya Pick off သွားမယ့်အပိုင်းကိုမေးလို့တော့မရဘူးပြောင်း Debel Beautify နဲ့ထွက်လာသေးရဆိုပေမဲ့နောက်ပိုင်း ဆိုင်လေးမချက်ပါနေမှာလဲကျွန်တော်တို့ CCD တော်တော်လေးခေါင်းတို့ပေးနိုင်မှာတော့ရလိမ့်မယ်ဟုတ်တယ်ဒါပေမဲ့လုံးမိုးကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ CCD Uranus ကိုတော့ Lame Face မှာတော့ကောင်းကောင်းယူတော့အသာသီးတော့ရလိမ့်မယ်ဗျအဲ့ဒီအချက်ကတော့တစ်ဖက်ကနေပြီး Simulator အနေနဲ့ဘယ်လိုမျိုးပြန်လဲပြီးတော့တောင်းပြန်မယ် Brand Esport အနေနဲ့ပေါ့နော် Super Line အနေနဲ့ Back Gap ပြန်လဲပြီးတော့ကြလာတယ် Champion လှုပ်ထားတဲ့ခြေရမ်းမှာ Defro ဖြစ်နေရဆိုတဲ့အတွက်ကြောင့်အများကြီးတော့တိတ်လုံးလို့တော့မရဘူးဗျအင်းစီစီကိုဆိုင်လေးမချက်ရသွားပြီးတာဖို့ဆိုတော့ရန်ကြီးတော့မလွယ်ဘူးပေါ့နော် regeneration bar နဲ့ ion edge တွေမှာ samurai uranus အနေနဲ့ပြန်ပြီးတော့ party ပြလို့ရတဲ့အပိုင်းလေးတွေတော့ရှိတယ်ဗျာအဓိကတော့ pick off နဲ့တစ်ဖက်ကကျွန်တော်တို့ဒါပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင်တော့ Rookie Dizzy အနေနဲ့သူကတော့ကြာဖြစ်နေရဗျ။ AOG ကတော့အရန်ကြီး မီကိုဝီကစားလို့ရတဲ့ပွဲတစ်ခုတော့မဟုတ်ဘူး front line မှာတော့ CC နဲ့ဒီကတော့ကချာပါညာတွဲပြီးတော့မှတခုခုသူတို့ဒါချိတ်ဆက်ပြီးသွားမှရမယ်အပိုင်းလေးတွေဒီဘက်ကတော့ရှင်းတယ်ခါလီယာအနေနဲ့ no beautify ကောင်တို့သူအနေနဲ့ရအောင်ရတယ်ဒါကြတဲ့ pick off တွေလုပ်မယ်ပေါ့နော်ဒီချိန်မှာတော့ Ryan Burke က Spagastin စပြီးတော့ထွက်မယ်သူတို့ဘက်ကလည်း damage ပိုင်းရရည်စရှင်ဒါမောင်း shot ခါရတဲ့ timing လေးရရှိမယ်ဆိုလို့ရှိရင်တော့ Jagger scrimmage ကိုအများကြီးသွားလို့ရတဲ့အပိုင်းတော့ရှိတယ်ဗျာအပေါ်မှာတော့ lane match ချက်ရတော့အရန်ကြီးတော့သိအစင်မပြေတော့ဘူးကိုလေ objective file လေးကိုပဲတစ်ချက်တော့ပြန်ပြီးတော့ sound ကြည့်ရမယ်ပေါ့နော်90နှစ်သဲလုံးအနေနဲ့ကတော့ EHP lane နဲ့ face ကိုတော့ပုံပြီးမျက်စိကြားနေရတော့တွေ့ရတယ်အဓိကလည်း target objective five mah. Sembilan ribu pihak develop pihak gua bawa lah sejeng. Oh, kat tengok you please. Cuma pihak lebih tenai jangan mah ramai e-sport ni. Nah, friendline nanti yau troll you dah tui kain wire. Objective five tengok mah. Tepat kalau super line ni kali ya. Sudah misalnya ni dah yah lagi. Bab dah mesin ni kalau kita tu kubar. Tepat kalau US ni dah awal ni asli sabi dah pihak. Kalau sama pihak wah, bawa sokan dah UED ni dah backline. Control mah. Tepat kalau AOG ni dah backline. Pihak gua even ni dah real wall ni. Dah usah tak tenai kalau kita mah. Shizu ni dah tahu tak yah super line. Tak jaga kalau kita tu kubar. Dah usah be cherry QD. Kumpai lo ni kalau kita tu kubar. Four B five ni be Ryan e ပြန်ပြီးတော့4ဘတ်ထားလိုက်ရပါပြီ။ချဲဂျူဒီလာပြီးတော့ combination ချလိုက်တဲ့အချက်ကပလာဒင်အတွက်ကတော့တော်တော်လေးတော့တိတိတသာအသာအဝါသေးတယ်ဗျာ။ဒီအချက်တွေကတော့ Rayon အနေနဲ့ဘယ်လိုမျိုးပြန်လဲပြီးတော့ကြော်ဖြတ်မလဲ။ Rayon ဒီလိုမျိုး wheel တွေထဲမှာသူတို့အနေနဲ့ leader ကိုထည့်သွင်းအသုံးပြုလာတယ်။ leader အနေနဲ့ကတော့ရှေ့ကပွဲစဉ်တွေမှာ performance ပြထားတာလေးကိုတွေးရတယ်ဆိုတော့အခုအချိန်သူတို့အနေနဲ့ match point တွေလိုနေတဲ့အချိန်မှာ leader အနေနဲ့ဘယ်လိုမျိုး performance တွေများထပ်ပြီးတော့ပြနိုင်မလဲဆိုတော့ကြည့်ရမယ်။ Energy Pro Impact Super Bad နည်းလေးတော့ပြန်ပြီးတော့4ဘတ်ထားမှတော့ဖြစ်မယ်ဗျာ။ အဓိကနောက်ပိုင်းကျွန်တော်တို့နည်းနည်းကြာလာမယ်ဆိုလို့ရှိရင်တော့ Farsa ရဲ့အဲ့လို position play တခုကိုကျွန်တော်တို့ပြန်ဖြတ်မှတော့ဖြစ်လိမ့်မယ်ပေါ့နော် backline control ပိုင်းနေမှာ Kalia ရဲ့ Titan Strike နဲ့သွားလို့ရတဲ့အပန်းလေးရှိတယ်ရွေးနှက်စီနောက်ပိုင်းဒီ9မိနစ်6မိနစ် second တက်ပြီးတဲ့အပန်းလေးမှာသူ့အနေနဲ့ဒါ map control ကောင်းကောင်းပြန်ပြီးတော့လုတ်ပေးလိမ့်မယ်ဒါပေမဲ့ pick off ဒီကျွန်တော်တို့နည်းနည်းထားတော့လပူတို့အားလုံးတို့ပါမလော်တို့ပါမလော်ဘူးဆိုတဲ့အချိန်မှာ Farsa ရဲ့ standing position ရ air strike ကိုဖြတ်ဖို့တော့နည်းနည်းလေး run e-sport ဘက်ကအားနဲ့လို့ခံစားရတယ်ဗျာဒီ damage ဒါ backline ကရည်သန့်ရှင်းတို့ later ရဲ့ heritage ကိုသွားပြီးတော့ pressure ပေးမယ်ဆိုရင်တော့ paladin's ကြ Battlefield ကိုကောင်းကောင်းကြီးထိန်းချုပ်သွားဖို့လိုရှိအောင်မယ်။အင်းအဓိကကတော့ကျွန်တော်လိုမိုး Super Like ရဲ့နောက်မှာ follower အနေနဲ့ကတော့ရှောင်းရန်တောက်ချောက်ကိုပါနေဖို့ဆိုတော့လိုအပ်မယ်ပေါ့နော်။အဲ့တော့ Smirrel ဘက် Deep Block တောက်ချောက်ကိုပဲ PR ပေးထားတယ်။နောက်ပါတပြ Platin Bucket ပြေးရောက်လာရကြတယ်မှာ Smirrel ပြန်ပြီးတော့ Flicker လေးပေးပြီး Forward ထားရပါသေးတယ်ဗျာ။ Platin Go Astral Enemies KG မှာတော့ပေးလိုက်ရတယ်။ဒါမှလည်းပဲ UNS ဖြစ်နေကြတယ်ဆိုတဲ့အချက်မှာတို့တွေလည်းအရင်တိုက်ဖို့တော့တိတ်မလွယ်တော့ဘူးပေါ့နော်။အဲ့တော့ Ali Matchup အရာတော့တစ်ဖက်ကကျွန်တော် Platin သွားတဲ့ပုံစံလေးရမစိုးဘူးဗျာ။ Joy ရဲ့နောက်ပိုင်း Magic နှစ်ချောင်းတော့တိုင်ပြီးပြီးမယ်ဆိုလို့ရှိရင်လည်း Beast နဲ့ Backline ကိုသူ့အနေနဲ့စိတ်လုကိုလို့သွားကားလို့ရတယ် ယ်ဒါပေမဲ့ Dinosaur Strike လေးတစ်ချက်တော့ပြန်ပြီးတော့ကြည့်ရမယ်ပေါ့နော်တခါလေးမှာ Pick off တွေဟာ enemy backline ကိုသွားပြီးတော့ control လုပ်ဖို့ဆိုတာမျိုးတွေနည်းနည်းလေး back gap နဲ့ပြန်ကြတာမျိုးလေးလည်းရှိတတ်တယ်ဒါဆိုလို့ရှိရင်တော့တစ်ဖက်က Harry Banner damage ရလာဒီ Joan လည်းပြတ်ဖို့တော့များတယ်ဟုတ်တယ် တစ်ချက်မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်အာလီမက်ချက်ပြရတော့ Cherry Judy ရဲ့ Asma Lane ကိုပဲပို့ပြီးတော့အားသာလိမ့်မယ်လို့ထင်တယ်ဗျသူအနေနဲ့ lower တဲ့ item ပိုင်းခြားရတဲ့ရောက်နိုင်သွားခဲ့ပြီဆိုရင် front line ထဲမှာကောင်းကောင်းပြီးတော့တိုးလို့ရရမယ်တစ်ဖက်ကနေပြီးတော့ jungle area တွေကို invade တော့လုပ်နေပြီဆိုတော့ခြေစူးရှိကို buff လေးကတော့ပါသွားခဲ့ပြီဗျစိတ်တော့မတွေ့သေးဘူးဗျာနော် Everdale buff ရရှိထားခဲ့တယ်ဆိုတော့ character တစ်ခုမှာတော့ retention အနေနဲ့နည်းနည်းလေးစပြီးတော့ general resource တွေတိမ့်ပိုက်ထားခံရတယ်ဆိုတော့အနေထားမျိုးလေးတော့သွားပြီးတော့ဖြစ်နေတယ်ပို့ပြီးတော့ you getting in the backline control only ပဲ monster ကလည်း lazy ပြန်ပေးတန်း strike double slam နဲ့အော်မှာတာတဲ့ hero ကြီးပြန်လဲရမယ်ဆိုတော့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ် ်။နံပါတ်3ဘရော့ရဲ့ကာတင်ကောလေးလက်ရှိနေခဲ့တဲ့အခိုက်အတန့်မှာတော့ ပါလာဒင်းစ်ဒီတာတန်နဲ့အတူပဲဟီယူကီနောက်အကတ်မှာ 1k လောက်နှီးပါတိတော့အော်တာဝုတော့ကြိုးစားတယ်ဒါပေမဲ့0.6ပြအရင်ကတော့မကွာသွားဘူးဟီယူကီတကောင်တော့ပြန်ပြီးတော့ရထားတယ်ဒါပေမဲ့သူတို့အနေနဲ့အဗာထားအိုဘာဘလူးဘက်ပေးထားတဲ့အပြင်အောင်မှာထပ်ပြီးတော့တတ်တဲ့ object တစ်ခုမှာပေးထားရတယ်ဆိုပြီး Rain Esports ရရင်တော့အဆင်မပြေဘူး Smirrel တောက်လျှောက်ကိုရှေ့ပိတ်နောက်ပိတ်ကြီးခဲ့နေရတဲ့ဂျားထဲမှာမှသူအနေနဲ့ရုံထွက်ဖို့လမ်းပေါက်လေးရတယ်လောက်အောင်လိုက်ရှာနေတော့မယ်ဗျာအပေါ်မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ Later Cherry Judy ကိုတော့ကောင်းကောင်း Repair ပေးထားသေးတယ် Star Moon ပြန်ပြီးတော့ပေးထားတဲ့ဂျားထဲမှာ Later ရဲ့ Passion Damage တွေနဲ့အတူပဲ Cherry Judy အနေနဲ့ရှေ့တိုးဖို့အတွက်ကခက်ခဲနေသေးတယ်အာလီမ match ချက်ပြရတော့ကျွန်တော်နည်းနည်းလေးမီလီဟီရိုတွေကပြန်ပြီးတော့ဆောင်စားရမယ့်အပိုင်းပေါ့လေတစ်ဖက်ကလည်း run အနေနဲ့ဒီနောက်ပိုင်းမိနစ်ပိုင်းချရမှာ UNS ပြန်ပြီးတော့ဝင်လာမယ့်အပိုင်းလေးရှိတယ် ူစားပြီးတော့အဲ့လိုမျိုး Oracle လေးပါလေတည်နေခဲ့တဲ့အနေထားမျိုးလေးလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တစ်ဖက်ကလည်း absorb လုပ်မဲ့သူတွေများရတယ်ဆိုတော့ Oracle Shield လေးတော့ပြန်တင်မတော့ဖြစ်လိမ့်မယ်ဒီမှာတော့လက်ရှိကျွန်တော်တို့ first item priority အနေနဲ့ Joyia Genius 1တော့စပြီးတော့ပြီးသွားပြီဗျာနောက်ပိုင်း Talion site တယ်မှာလည်းပြန်ပြီးတော့ကြည့်ရအောင်မယ်ဆိုတော့ T-Pro နောက်မှလည်း Cutting Core နောက်မှလည်း 2v1 Tennis Strike နဲ့ Storm Slam လေးပဲတပ်ပါထားဖို့တော့များနေတယ်နောက်မှလည်း Super Bad Live ပါထားခြင်းနဲ့အတူ 1v3 မှာတော့တခါလေးကြီးကြီးတော့ပြန်ပြီးတော့ပေးရတယ်မပြီးသေးဘူးဗျာ Over Extended Battle တခုတစ်ဖက်လည်း Force Extra နောက်မှ Dash T အောင်မရှိစု Like ကလည်း Tennis Strike တယ်မှာတော့ Advantage တစ်ဖက်လည်း EV Rear Wall Manipulation Revolution, Pueblo Christianity, Armor, oh, Shizuba, Super Bad, ထပ်ပြီးတော့တင်ပိုက်ထားလိုက်ပါဘီဒီခေါင်း movement မှာ rayon အနေနဲ့တော့ပို့ပြီးအနစ်ကျသွားရဲ့လို့တော့ပြောရမယ်ဗျာသူတို့ရဲ့ target deep block ကိုတော့အရင်ဆုံး first priority အနေနဲ့ရလိုက်တယ်ပြီးတော့ better instant လာလို့တဲ့ရှီဇူကိုပါထပ်ပြီးတော့ take down ရလိုက်တယ်ဆိုတော့ rayon esport အနေနဲ့တော့သူတို့ရဲ့ early map ချက်လေးရတော့ပြန်လည်ပြီးတော့ခေါင်းပေါ်စားတော့ပြုတ်ပြုတ်လာပြီတစ်ဖက်မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင် cherry duty ကိုသွားခိုင်းမယ်ဆိုရင်သူတို့ကအဲ့လောက်ထိ impact ရမှာမဟုတ်ဘူးအကဲ bucket ပြန်ကြလာမယ်ဆိုရင် counter attack တွေမိနိုင်ချေရှိတယ်ဆိုတော့လူမျိုးကျုံ mid game ပိုင်းချမှာကောင်းကောင်းဒုက္ခပေးနိုင်မယ်ဆိုတော့ deep block အစောကြီးတွေကဥချိုးထားလိုက်တာပို့ပြီးတော့ကောင်းလိမ့်မယ်ပြန်ဖိုင်တိုင်မင်းလေးကွာတယ်ပေါ့လေနော်ဆန်လေးခိုင်ကသွားရတဲ့ဘန်လေး င်းပါ Ryan Esport နည်းနည်းလေးပို့ပြီး comfort ဖြစ်လာတယ်ဗျာ Simire ကမိကိုဝင်လာပြီးတော့တစ်ဖက်ကရေသန်ရှင်းရတော့အပိုင်တလိန်ပဲစနေတဲ့ timer တခုရရှိလာတယ်ဆိုတော့ join the 1v1 match ဘာနေမှာ Banari ပဲဖြစ်တဲ့နည်းနည်းလေး enemy skill မရှိတဲ့9 second timing နေဆိုလို့ရှိရင်တော့တစ်ဖက်ကရေသန်ရှင်းကို light မဖို့ခတ်တယ်ဒါမှလည်းပဲ Simire နောက်လျှောက်တိုးတဲ့ချက်တခုလည်းသူတို့အနေနဲ့ဒီချိန်မှာ deep draw light ဝင်ထားဖို့ကြိုးစားရဗျာဒါပေမဲ့ဒါအရင်ကြီးတော့ ဒီကြာနေဒီကြာနေရဆိုတော့အနေထားတစ်ခုတော့သိမဟုတ်ဘူးအောက်မှာတော့ Farsa အနေနဲ့ map control ပြနေရတယ်ဆိုရင် character တစ်ခုမှာတော့ 4v5 saturation မျိုးနဲ့ပဲတစ်ဖက်က run e-sport target position ပိုင်းနေမှာတော့အတော်လေးအားကောင်းတဲ့အခြေအနေမျိုးတွေတော့ဖြစ်သွားတယ်ဒါပေမဲ့ target dance တာမျိုးတဲ့ mid ကိုပဲ pressure ပေးဖို့သူတို့ကစပြီးတော့ဂျူးစားနေရဗျာဘာသာအနေနဲ့ကတော့ win by win လေးနဲ့ပြန်လှည့်ပြီးတော့ဘယ် banchan ပြန်လှည့်ပြီးမှီလာပြီးဆိုတော့ဂျာထဲမှာတော့ tsunami slam ပါသွားတယ်ဘလုံးကရုံးထွက်ဖို့ဖြစ်နိုင်တော့နောက်ကဒီ manipulation ချားထားတယ်ဂျာထဲမှာ later rookie dizzy ကိုတော့ထပ်ပြီးတော့တိတ်တောင်းရထားပါသေးတယ်ဗျာ deep bro နဲ့ backline control တစ်ဖက်က later dog shot destiny ထပ်ပြီး dinosaur dog shot over 4v1 နဲ့ deep bro ကြောက် ုံးသွားဖို့တော့များနေပြီ super bat ထပ်ပြီးတော့အဆုံးသတ်ခဲ့တဲ့ခိုက်တက်မှာ2 man down တာတယ်ကိုတော့ပလာဒင်းပြန်ရရဆိုပေမဲ့ဟီရိုကီပေးရတဲ့ချက်တွေကအရင်ပျော်ဖို့တော့သိမကောင်းသေးဘူးဗျာလေတာအနေနဲ့ကလည်းဗတေကွန်ပိုင်နေရှင်းစောစီးကြလာတာကိုတော့တွေ့ရတယ်ဒါပေမဲ့သူ့အနေနဲ့တစ်ဖက်ကနေပြီးချယ်ချူတီတက်ဆာမယ်ဆိုရင်တော့ family ကတော့ပို့ပြီးလွယ်တယ်ဗျာထပ်ပြီးတော့ smear rail off ဟောဒီတော့ block ထားတယ်ရှီစုအရင်ကတော့ဝင်တိုးဖို့တော့တော့မလွယ်ဘူးဗျာ rail e-sport အနေနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်တို့10မိနစ် timing နဲ့ဝင်လာတဲ့အချိန်မှာသူတို့ရဲ့ကစားပုံလေးကပုံပေါ်လာတယ်လို့တော့မြင်ရတယ်ဗျာလက်ရှိမှာတော့ကျွန်တော်တို့ adaptation ရ second item လေးပြန်ပြီးသွားတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်လာတယ်ဗောနော်နောက်မလဲ fade out heaven စပြီးတော့မြင်ရတယ်ချယ်ချူတီကတော့ magic defense အတွက်သူ့အနေနဲ့ဒါ radiant ဲ့အာမလေးပြန်ပြီးလာတဲ့အနေထားပေါ့လေဆိုတော့ Bass အရာတော့အရင်အသိပကောင်းဆိုပေမဲ့ damage အဲ့လို group ဖြစ်တဲ့ defense group ဖြစ်တဲ့ဆိုတဲ့အချက်တခုကတော့ Radiant Armor အနေနဲ့တစ်ဖက်က Later Harry ကိုကောင်းကောင်းပြန်ပြီးတော့ take down လုပ်ပေးနိုင်မယ့်အပိုင်းလေးတွေရှိတယ်ဒါပေမဲ့လေနောက်ပိုင်းကျွန်တော်တို့ patch အရာ Farsa ဒီ Bass မှာတော်တော်လေးတော့ air strike နဲ့ပြင်းနေဆိုပေမဲ့3 step ရှိနေတဲ့ down shot manipulate လုပ်နေခဲ့တဲ့ rear wall တွေအောက်မှာ super pet တွေတော်တော်လေးကောင်းလာတယ် Omega လေးပဲ purify damage ထပ်ပြီးတော့ရှိနေတဲ့ rear wall manipulation တစ်ဖက်က absorb ရှိနေအောက်မှာ cherry cutie တော့ advantage နဲ့ပြန်တော့ဖတ်မှုကျူးစားရည်ဆိုပေမဲ့နောက်ဆုံးမှာတော့ပြန်တော့ကြာသွားတယ်ဗျာအဓိက rookie စီးရဲ့ AOG ကိုဆောင်ပြီးတော့ကောင်းလာ attacking လေးလှုပ်ဖို့အတွက်ကတော့အချိန်လေးဆွဲလိုက်တာပေါ့နော်ဒါပေမဲ့လည်းပဲသူ့အနေနဲ့မလုံလောက်ပါလားတဲ့အနေထားမဲ့ပေါ့သွားပြီးတော့ကြာတယ်ဆိုတော့ Ricky Tee နေပြီးကျွန်နေပြီပြတစ်ဖက်ကနေလည်းကျွန်တော် Gas Gas မှာမပေးတဲ့ချိန်မှာ AOG လေးနဲ့ပဲပြန်လှည့်ပြီးတော့ forward ထားသေးတယ်ဒါပေမဲ့တစ်ဖက်မှာလည်း T block အနေနဲ့ကတော့ late sprint ပိုင်းလေးကိုပဲပြန်ပြီးတော့ focus ထားသေးတယ်ဗျ main force မှာပေးရမယ့်အနေထားမျိုးလေးလည်းဖြစ်သွားတယ်ပေါ့နော် D block လာပြီးတော့ combine လုပ်တဲ့ဆိုတဲ့အချိန်မှာတော့ Paladins သူတို့အနေနဲ့ 4v5 မှာ early game matchup ပြရတော့အဆင်ပြေခဲ့တဲ့ပိုင်းလေးရှိခဲ့တယ်ဒါပေမဲ့လည်း D block ကနည်းနည်းလေး lane pushing ပိုင်းကိုပြန်ပြီးတော့ on side တဲ့အချိန်မှာလည်း Hero Key ကတော့ပြန်ပေးရတဲ့အနေထား ားမျိုးလေးလည်းတွေ့ရတယ်ဗောနော်ရန်ယွန်ကနောက်ပိုင်း patch အပြောင်းအလဲနဲ့ဒီ mid season ပြီးတဲ့အချိန်မှာ3ရဲ့ကစားပုံကနည်းနည်းပို့ပြီးတော့ PP စီစီတော့ရှိလာတယ်ဗျာ Tennis strike, Tsunami slam နဲ့3 PP 1လေးပဲတက်ပြီး Snowmo dash တွေအောက်မှာ T block ပြန်ကြခဲ့ပြီဆိုတော့ silent match ပိုင်းအနေမှာ front line ကတော်တော်လေးလှုပ်ရှားမယ် T block ရဲ့ CC ပြန်ကြတဲ့အချက်တွေကတော့အရန်တော့ ဖလာဒင်းစီကလိန်ကင်းကကြမှာကျွန်တော်တို့ပြောဖို့တော့တိတ်မကောင်းတော့ဘူးဗျာ။ Ryan ကဒီရှင်မှာပွဲကိုနည်းနည်းလေးစီးမိလာပြီလို့ပြောရမှာ။ဟုတ်တယ်အဓိကလည်း Rookie Tee စီရဲ့လောက်ွက်လေးနည်းနည်းတော့ပျောက်နေရပေါ့နော်။သူရဲ့ Empire Gather ရဲ့ AOG နဲ့ Avatar နဲ့တွဲကွက်တွေကိုကျွန်တော်မြင်တွေ့ရမယ့်အစားတစ်ခါကနေပြီးတော့ Super Light Tsunami Slam ရဲ့ဂျားရီကနေပြီးတော့ Shawn ရဲ့ Backup တွေတဲ့အတူပဲ Platin အနေနဲ့အားလေးရုံးကန်ရတာတော်တော်လေးကိုခက်ခဲနေတယ်။ Hyoke 17 6မိနစ်အတွင်းမှာတော့ First Law ကိုတော့ Ryan Esports အနေနဲ့ရရှိသွားဖို့အတွက်ကတော့များနေပြီ။ဒါပေမဲ့ Platin Win တော့ဖို့အတွက်ကတော့ကြည့်ကြည့်နေပါသေးတယ်။ဒီဘက်က Backline နဲ့မှာတော့ Simulator UNS Dot Shot လာကြည့်နေကြတဲ့ခါတည်းက No Brainer Draft တော့ပါလာတယ် နောက်မလပါလာပြီဆိုမစတန်နဲ့ AOG backline ဖြတ်ကုန်မှာ3မှာလည်းပဲ30တဲ့ follow damage ပဲ S မပနေတော့ Forest Tamo Rookie Dizzy ပြန်ကြရပြီ Evia Rio ကတော့ later နဲ့ stay light touch ရှိနေဆိုပြီးပြန်ကြရတဲ့ခိုက်တယ်မှာတော့ whoever one လေးပဲ backline control ban မှာတောက်ရှောက် chicken light ကဘူးတော့များနေကြတဲ့ခိုက်တယ်ဒီမှာတစ်ဖက်ကလည်း backline super light နဲ့ပြန်ပြီးဝင်လာတယ် D bro ပြန်ပြီးတော့ backline လက်ကြီးခဲ့မယ်တစ်ဖက်က light ကောင်ပြန်ကြခဲ့နောက်မှာတော့ whoever two trade out ထိနေပဲဒီ long နဲ့အတူပြန်ပြီးတော့ trade out ပေါ်သေးတယ် 5v5 မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ front line က2ယောက်အားပြ Cherry Judy နဲ့ D bro ကတော်တော်လေးကို impact များရတယ်လို့ပြောရမယ်ဒီအချက်ကို run ရောကအားလေးတဲ့ဟို ကောင်းကောင်းကြီးသိတယ်ဆိုတော့ဒီနေရာကိုဘယ်တဲ့ဘယ်တော့မှတူတူတော့မဆိုင်ခိုင်းဘူးဒါပေမဲ့ဒီအချိန်မှာ law advantage ရှိတယ်ဆိုရင် ram esport အနေနဲ့ဘာတွေများ impact ယူနိုင်မလဲဆိုတော့ကြည့်ရမယ် smirrel တောက်လျှောက် cherry judy လိုက်ပြီးတော့ blow ပေးထားရပြအဓိကကလည်း shizu ရဲ့ blue buff timing လေးအတွက်ကိုတော့ပြန်ပြီးတော့ကြည်ပေးထားသေးတယ် smirrel အနေနဲ့ vision လိုက်ပြီးတော့ထောက်ထားတဲ့ဂျားထဲမှာတော့ law advantage ရ ram esport အနေနဲ့ဒီအချိန်မှာတော့ထိုးထောင်လေးတော့ဖြစ်လာပြီဗျနော်အဓိကဒီ bro လည်းပြန်ပြီးတော့ကြာနေကြတဲ့ခါတက်တကူအဓိကတော့ buy in same time ပါပဲနည်းနည်းလေးအချိန်ဆွဲဖို့ကြိုးစားပြီးတော့ဒီ low advantage ကိုသူတို့ဖြည့်ရှင်းဖို့ကြိုးစားတာ ဒီ bro တော်တော်လေးမောက်သွားကြတယ်ဆိုတဲ့အချက်ကတော့နောက်ပိုင်းကျွန်တော်တို့ဒီ cutting go AOG 12ဘူးကိစ္စတွေမှာ paladins ကအများကြီးပြန်ပြီးတော့တိုင်ပတ်သွားနိုင်ကြီးတော့များတယ်ဗောလေနောက်ပိုင်းဒီ pure mass map power လို့ဆိုတဲ့အချက်တခုကသူတို့သွားပြီးတော့ရှိစီတယ်ဆိုတော့တစ်ခါလဲ 4v1 နောက်မှလဲ ugdc အနေနဲ့ပြန်ပြီးတော့ပဲ ူ AOG လေးပါလေခုံလိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးလေးတော့ဖြစ်သွားတယ်ဗျာ AOG Garden Core တို့ Fallen Star Moon တို့မတွဲနိုင်တဲ့ Battle Fight <laughs> တွေမှာတော့ Paladin စနေနဲ့ဘာမှလုပ်ခွင့်တော့သိမရသေးဘူး Cherry QD Dolu and ရများတယ်နော် Shizu နဲ့ Backline နဲ့ Beast Control ရောက်ချလိုက်ကြတယ်ဘူး Three Pigeon နဲ့ Tanner Strike နဲ့ Storm Star Lives <laughs> Mambo Dash နဲ့ Super Pen ပြန်ချခဲ့တဲ့ Kaido တို့ကဘာဖက်ကလေတာနဲ့ထပ်ပြီးနောက်ကလည်း Backline နဲ့ Fallen Star Moon နဲ့ Two Man တတိထားသေးရဲ့ဗျာ Cherry QD ရောက်ချကိုနောက်ကနေပြီးတော့ကျွန်တော် Light Dance Spin နဲ့တော်တော်လေးကိုတော့အစင်တော့ပြည်တယ်ဗျာ Smurran အနေနဲ့ပြန်ပြီးတော့ Blonde Knight ကျွန်တော် Three Man နဲ့ပြန်ပြီးတော့ Chaolin နဲ့ Tainite ကျွန်တော် Father ထပ်ပြီးတော့ပဲဓာဝါကရူကီဒီစီချယ်ရီဂျူဒီကောင်းကောင်းပြီးတော့တောက်ခတ်ထားလို့မယ်လေတာအနေနဲ့ဝင်းတိုးကတော်တော်လေးကိုခက်ခဲနေပြီဗျချယ်ရီဂျူဒီပါဒီအချိန်မှာ absorb တွေတော်တော်လေးကများပြားနေတဲ့အခြေအနေပြန်ပြီးတော့ save four dash high အဲဒါမှ cherry judy absorb တော့မှလုံးဝမကျွတ်သေးတဲ့အနေဒါတစ်ခုတော့ရင်ဆိုင်ရတော့နည်းတော့ခက်ခဲနေပါသေးတယ် dash is man push တွေတောက်လျှောက်ပြန်ပြီးတော့ later harry ပြန်ပေးထားသေးတယ်ဆိုပေမဲ့ aspirator ရှင်းမှုကလည်းတစ်ဖက်ကကျွန်တော် run e sport တွေအတော်လေးကိုခက်ခဲလာတယ်ဆိုပြီးအနေထားမျိုးလေးတော့ပြန်ဖြစ်လာတယ် simulator unit ဒီ backline control သွားတဲ့အပိုင်းလေးတွေ damage taken ပိုင်းတွေမှာ run e sport အတော်လေးတော့အားကောင်းလာတယ်ဆိုပေမဲ့ ကိုစီကိုစီပဲဒီ absorb လုပ်နိုင်တယ်ဆိုရယ် hero နှစ်ကောင်လောက front line မှာမမမမပဲဆက်ရှိလာတယ်ဆိုရယ်အခြေအနေမျိုးလေးတော့ရောက်လာတယ်ဗျာ55 second timing second law ထပ်ပြီးတော့ပေါ်လာဦးမယ် paladins အနေနဲ့ဒီ law ကိုမရဘူးဆိုရင်တော့တစ်ဖက်က run esport ရဲ့ law advantage နဲ့တက်လာမယ့်အရာတစ်ခုတော့ပြန်ခံရဖို့တော့များသွားပြီဗျာဒီနှစ်သင်းကကျွန်တော်တို့ draft အနေထားရကြည့်မယ်ဆိုရင်ဒီ12မိနစ်ဆိုတာစောတော့စောသေးတယ်ဗျာလေးကြာတော့ကြာအောင်ပါဒီနှစ်သင်းရဲ့ battle 5တွေက front line နာတွေပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့တော်တော်လေးတော့တောင်းတင်းတဲ့အနေထားအဲ့တော့ later တို့ပါတို့တစ်ဖက်ကနေပြီးရှောင်းရရှီစုဒီတောင်းရရကျွန်တော်တို့လောက်ွက်တွေကိုတစ်ချက်ပြန်ပြီးတော့စောင့်ကြည့်ရမယ်တစ်ဖက်မှလည်းဘာ ထားတဲ့ air strike လောင်းရီ damage တွေနဲ့ဘယ်လောက်ထိများ impact ထားနိုင်မလဲ မိနှစ်ယောက်တိတဖြည်းဖြည်းနဲ့ကျော်ဇုံလင်းထားနိုင်တဲ့ဟီးရိုးတွေဖြစ်နေတဲ့အလျောက်ကတော့တစ်ဖက်နေနဲ့ပလာတင်စတင်ပြီးတော့ initiate နဲ့လုံးနေပြီ။ Samurai is the backline control နောက်မှလည်း Dawson ပဲ Shawn ရဲ့ Force Astra နဲ့ Auto Rage မှာ Tennis Run နဲ့ Palm Law နောက်မှလည်း Storm Standing နဲ့ဆွဲခဲ့တဲ့ခဲ့တဲ့ခုမှာတစ်ဖက်ကလည်း Rookie DC နဲ့ပြန်ပြီးတော့ Replace Tech King မှာတော့ Deep Rock backline တော့ Dawson တိုးခြင်းစီရဆိုပြီးမှဒီခုန K Mansion လောက်ခဲ့တယ်လို့ပဲကျွန်တော်တို့ Battle ရတော်တော်လေးတော့ Over Extend နဲ့ဖြစ်တယ်ဗျာ Regeneration ရမ်းများတယ် Shield Soft သွားနေတဲ့အပန်းလေးတွေမှာအာ Hero တွေကကိုစီကိုစီပဲ Front Line မှာအားကောင်းကြတယ်ပေါ့နော်နောက်ဘက်မှာလည်း Pure Stand လဲထားပါတော့ Franco တို့နည်းနည်း AoE ပါတဲ့အရန်များတဲ့ကောင်တွေပါမလား 对，有0。所以，我们来对抗那个偏负数了，来，我们来把偏正数变呀。所以，刚刚那个 five v five 那个 lot dance 步啊，那真的弄到很累，然后对抗哦，大家轮流比划呗。迪洛，那个你们要 try 一下那个步光呢，没变呀。拉丁 step 啊，我感觉有些心里敏感，我那基本上呢，参与主体呢，靠桌面，他肯定没有那么 easy 呢。阿发达呢，我托阿比奥，他给比比奥切的比罗。切都来比奥 dance 步，所以，碰上牛力迪洛，他就会骚呀。来比提那，就是骚呀，你那迪洛呢，脚步多高，我们进来呢，哦，这不慢，就叫 later。lot dance 步，four 呢，再来把发达，我参与到呀，我来来 give，来，我再把刚才那个拉丁。 manipulation ni tau chau well for two trade ba le fallen summon in the back line find super bug go immobilize only the cherry cutie pian pay 2v3 ne t brock cherry cutie tau chau spell bam control the of a 4v2 a tinus rai tau chau pian pay ga cherry cutie tau chau pian pay zone ni fallen summon ni ama nao so ma mega kill by shao yan ne du four man down ryo esport set pi lo tain bai ta ne ge ba bi shao yan chan ge ne a to khu wa lo မမလာပါနဲ့အထူးပဲ wipe it up ဆိုတဲ့အနေအထားတစ်ခုတော့ဒီအချိန်မှာ Rain Esports စတင်ပြီးတော့ပိုင်ဆိုင်လိုက်ရပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ objective ကိုတော့တစ်ဖက်ကနေပြီးတော့ platin အသေးပိုင်ဆိုင်ထားတဲ့အလျောက်ကတော့ Rain Esports အနေနဲ့ Macro for logo အတွက်ကတော့ခက်ခဲလေးရှိပါအောင်ပဲဗျာ။ကဲဒီမှာလည်းကျွန်တော် low vantage ကိုရှောင်းရင် super fan နဲ့ပြန်ပြီးရှင်းနေကြတဲ့အပိုင်းလေးတွေရှိတယ်။အဓိကတော့ aspirator အနေနဲ့လောရပြီးတဲ့ advantage တွေ over extending သွားခဲ့တဲ့ better ပိုင်းလေးတွေမှာ 4v2 နဲ့ပဲသူပြန်ထိမှုတော့ကျူးစားခဲ့တဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော်။ဒါပေမဲ့ ဝါအိစ်ဒီတဲ့နောက်ပိုင်းပါလာတယ်တစ်ဖက်မှာလည်း later ရဲ့ divine cliff လေး timing ရတော့အခုချိန်မှာထပ်ပြီးတော့ပြီးလာတယ်ဗျာအဲ့တော့ကျွန်တော် run e-sport အနေနဲ့ wipe out battle တော့ရလာတယ်ဆိုပြီးမြဲတခါတည်းအမ်းဖို့တော့သူတို့အရင်အစဉ်ပြေခဲ့တဲ့အနေထားမျိုးတော့မဟုတ်ဘူးနောက်မှလည်း paladins ဘက်ကဒီ evader ပြန်ချခဲ့တဲ့အပန်းလေးတွေရှိတယ်သို့တော့ shizu ရဲ့ beast control တွေကလည်း back line ရဲ့ super back ကိုကောင်းကောင်းကြီးတော့ take down လုပ်ဖို့တော့လိုတယ်ဗျာအားလီ match မှာနည်းနည်းလေးရော့ခဲ့တဲ့ dibro ရဲ့ cutting goal တွေကရှောင်းရောင်းကောင်းကောင်းကြီး pressure ပေးခဲ့တာကျွန်တော်မြင်လိုက်ရတယ်ပြီးခဲ့တဲ့ lob တွေပါဟုတ်တယ်ဒါပေမဲ့ရှောင်းရောင်းအနေနဲ့မှာပြတ်သွားတဲ့ impact လေးတစ်ခုတော့ paladin အနေနဲ့ကောင်းကောင်းကြီးတော့ခံစားလိုက်ရတယ်ပေါ့နော်အဓိကလေ leader ရဲ့ decision making ကတော်တော်ကြီးတော့မှန်ကန်သွားခဲ့ဗျာ။ Avatar ကိုပြေးပြီးအကြည့်လိုက်တယ်။ Avatar ရှင်းသွားတယ်ဆိုရင်ဗတင်မှာတော့သူတို့ front liner တွေအကုန်လုံးကိုပဲကောင်းကောင်းထောက်ခံတော့ဖို့ပဲလိုတော့တာဗျာ။အဲ့တော့ Rayon ဒီအချိန်မှာတော့ objective တွေအကုန်လုံးကိုတော့အစာစီရထားတယ်။သူပဲ tsunami slam supply ပြီးတော့ဂျာမချီစု။တန်းပြီးတော့ထောင်းသွားခဲ့ပြီဗျာ။ Pick up ban ကတော်တော်လေးကိုမှကျွန်တော်တို့အမြင့်ဖြတ်ဖို့အတွက်ကောင်းလာခဲ့တဲ့ character တခု Simeon နဲ့ backline control မှာ3 match ပြီးတော့ Tay နဲ့ Latinus right ထပ်ပြီးတော့ပါလာခဲ့တဲ့ character တခုမှာ Super Ben, White Blood Crystal, Don't Show Light Poke နေခဲ့တဲ့ Slow Fat တွေအောက်မှာတော့ Rayon Esport အနေနဲ့ first ban ကလေးရောက်လို့အစာကျူးစားတဲ့ Esperanto Flash Tambo Eve နဲ့ Real War one manipulation backline in the Albert K Rookie Dizzy. Don't tap his memo dash my later. Dash the tap my backline. Tap your D game. Cherry QD. Lum Yao is there, baby. Time Rookie Dizzy. Yellow Bio Tawai. Need Haku Mara. Ryan Eastbomb. Need a three target lady. Yellow Bio Yashi Wai. Time a T block. The Pama Arajo. Poro Sima. Biga Tawai. Little Ryan. Yellow Bio Yala. Be low bubble. Objective. Second laser T block. Yellow Bio Yoda Buddha Josa. Need a D got a plane lady check. Cutting on you. Please lay. Tonight. I'm not Yamia TM. Super light. Show. Yamia Blood. I'm a heavily blocked on a strike near to a T block. Yellow Bio. Pila Yabi. Remote time. Time in a yard. Pagale. 3v4. fight လေးပဲ Paladins အနေနဲ့ loss ပြန်တန်းရမယ်ဆိုတဲ့အနေအထားမျိုးလေးတော့ဖြစ်သွားတယ်ဗျာအဓိက Aspirator အနေနဲ့ Harry နဲ့တူ match up ဒီမှာ individually now a gap ကတော့တော်တော်လေးနည်းတယ်ဆိုတဲ့အနေအထားမျိုးလေးမှာတော့ရှိတယ် overall ဒီ now a gap မှာကျန်လာတဲ့ကောင်ကြားထဲမှာတော့နည်းနည်းလေးသွားပြီးတော့ကွာတယ်ပေါ့လေကျွန်တော်တို့3.1ကီလောသွားပြီးတော့ရှိနေပြီဗျာ overall မှာ 4.2k ဆိုတော့ဒီကျန်တဲ့ဂျန်ကလာနကောင်မတ်ချက်ကပဲပွဲကိုအများကြီးအလေပြောင်းဖြစ်စေတဲ့အနေအထားမျိုးလို့ပြောရမယ်။ဒီသရှင်းသူတွေကပြပြရပြ for the air strike ဒါမဲ့ skin 1လေးက downless flee နဲ့ immune မှာရှိစုပြန်ချခဲ့တဲ့အခိုက်အတန့်မှာတော့ဒီမတ်ချက်မှာတဲ့ဒီ law ကတော့ Ryan Esports အတွက်ပဲဖြစ်ဖို့သေချာသွားခဲ့ပြီဗျာ။ချိန်ပြပေါက်ကိုတော့သူတို့အနေနဲ့တစ်ဖက်က super like ကပေးကော့ဖို့ AOG နဲ့ပြန်ပြီးတော့ထောက်ဖို့အတွက်တွေးလိုက်တယ်ဆိုပေမဲ့ rookie DC ဒီ avatar နားမှာပဲအမြဲတမ်းနေနေရတဲ့အချက်လုံးဝကျော် rookie DC တစ်ဖက်မှာပေါင်းနေပြီဆိုတာနဲ့ကျွန်ထွက်နေတဲ့ကျွန်ရှိစုဖြစ်ဖြစ် deploy ဖြစ်ဖြစ်ကို pick off ထားရလေ Ryan Esports ရဲ့လောက်ကွက် ေးတော်တော်လေးကိုမြင်နေရတယ်အဲ့တော့တစ်ဖက်ကနေ Similar Backline ပြန်လည်ပြီးတော့ပတ်နေခဲ့ပြီဗျာတစ်ဖက်က 4v1 နဲ့ Similar ဒီကမှာတော့သူ့အနေနဲ့အရင်ကြီးတော့ Backline တော့သွားလို့တော့တိတ်မရောက်ဘူးလေပြန်ပြီးတော့ကြားခဲ့တဲ့အပန်းလေးတော့ရှီသွားတယ်ဗျာ Penetration ပို့ပြီးတော့ကောင်းလာတယ်ဒီချိန်မှာနောက်ကနေ Follower လုံးမဲ့ Hero တွေပါမလာပဲနဲ့အရင်တိုးတာကတော့ Uranus အနေနဲ့နည်းနည်းပို့ပြီးတော့ဂယူးစားမြတ်အပန်းလေးတော့ရှီသွားတယ်ပေါ့နော် Shutdown K တော့ပြန်ပေးလိုက်ရတယ်ဗျာ Reborn Time Time ရလဲကျွန်တော်တို့ 4v5 ပဲဒီလော Banish ကိုပြန်ကားမဲ့ခိုင်းတော့တခုမှာသူတို့အနေနဲ့ Online Super Minion Wave တွေအရင်မတက်စေပဲနဲ့နည်းနည်းလင်းပြန်ပြီးတော့ Freeze တာတော့ Ryan Esport အတွက်ပို့ပြီးတော့အချိန်ရတဲ့အရာ မျိုးလေးတော့ဖြစ်လိမ့်မယ်ဒါပေမဲ့အတော်လေးတောက်ကြနေကြတဲ့ခိုက်တက်မှာတော့ဒီ lock ကိုလည်း paladins AC level ဆက်ပြီးတော့သိမ်းဒါပေမဲ့ paladins tennis run နဲ့ smith stanley ပဲ backline control ပဲ roll backline နဲ့ evr rear one replace သွားပြီးဒီ father air strike နဲ့ auto rage မှာ recognize နဲ့ပြန်ချကြတဲ့ခိုက်တက်မှာ super line နဲ့ one for one trade tap မှာရှိစု call live ပဲ show နဲ့သူပြန်ပြီးတော့ကြာတဲ့ backline control တွေမှာ t bro ပါ show ရန်ထပ်ပြီးတော့သိမ်းပိုက်ထားဖို့သေးတယ်ကျွန်တော်3 4 2 trade အနေနဲ့တခုတော့ run is one နဲ့ပြန်လေးပြီးတော့ phantom ထားနိုင်သေးတယ်ဆိုပေမဲ့ paladin အနေနဲ့ဒီ lock object ကိုဖြည့်ရှင်းဖို့အတွက်ကတော့အချိန်လေးကတော့ရှိပါသေးတယ်ဗျဒါပေမဲ့လည်းပဲကျွန်တော် top side မှာပြန်လေးပြီးတော့တက်လာတဲ့ free wave တင်တဲ့သူ show ရန် ်လောက်တဲ့မီကာလေးထိုင်အောင်ထပ်ပြီးတော့ထွားရင်နေသေးတယ်ဗျာဒူလိုက်မီကာထပ်ပြီးရောက်လို့မြောက်ဝေးလေတာတစ်ဖက်ကလည်း down the fright ပြန်ပေးတော့လည်း back line control နဲ့ smash mode dash မှာလေတာနောက်မှဆိုတော့အရာတွေတိတ်ပြီးတော့သဘောမချဘူးဗျာ down shot ထပ်ပြီးတော့သိမ်းပိုက်ထားရတယ်ဗျ game number 1 goes to ryan esports အားရကြအနေနဲ့ကျွန်တော် platinum ကိုပြန်